မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာချစ်ဆိုင်ရေးသားသောဂမ်ဘီယာကြောက်ခိယူနဲ့လူတစုကြီးဖြစ်ဆန်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခဲ့မှာယခုလိုဘူသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီစီရ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ကျွန်ုပ်ငယ်စဉ်အခါကကျွန်ုပ်တို့ရွာတဲ့ဥပမောင်တယောက်ပိုင်ဆိုင်ထားသောကြောက်ခွေးတို့တစ်လုံးရှိခဲ့ဘူးပါသည် တောင်ပေါ်သို့ကျွမ်းွားသွားရှာရင်ဆန်းရောင်းငယ်တစ်ခုတွင်တွေ့ရသဖြင့်ကောက်ယူလာခဲ့ခြင်းဖြစ်သည်ဆို၏ထိုခရုမှာကျွန်ုပ်မကြာခဏဆိုသလိုမြင်တွေ့ခဲ့ဘူးသောခရုမျိုးမဟုတ်ပါကျွန်ုပ်မကြာခဏမြင်တွေ့ခဲ့ရဘူးသောခရုမှာငါးပြားစီအရွယ်မတ်စီအရွယ်မှသည်ကြက်ပြားဝိုင်းအရွယ်သာသာခန့်ရှိသောခပ်ပြားပြားတံကြောက်ခရုမျိုးဖြစ်ပါသည်ကြောကုန်းအပေါ်ဘက်တွင်ရေမြုပ်ကလေးတွေကိုအမြုပ်ထနေသည့်ပုံပြပါရှိပြီးဝမ်းပိုက်အောက်ဘက်တွင်ခရုရထားတကယ်သို့ပါ၏ ထိုကြောက်ခရုကိုညင်ညာသောမှန်ပြပေါ်တွင်တင်ပြီးတံမြာရီအဆရှိသော အခြေတမျိုးမျိုးဖြင့်ညှစ်ချလိုက်လျက်အမြုပ်ကလေးများထကစုပ်စီလှုပ်စီဖြင့်ရှောက်သွားနေတတ်သည်ကျွန်ုပ်ယခုတင်ပြမိကြောက်ခရုမှာထိုးခဲ့သူမဟုတ်လက်ဖက်ရည်အကြမ်းပကံအရွယ်စားခံရှိပြီးခရုဖင်ရှိခဲ့သူရစ်တက်သွားကခပ်ပူပူခလုံးလုံးပုံတံဖြစ်ပါသည်။တစ်ဆယ်သားလောက်လေးချိန်ရှိပြီထင်ရပြီးအဖြူရောင်ဖြစ်ပါသည်။ရစ်ပတ်ထားသောခရုကွန်ပေါ်အနီးစင်းချောင်းကြီးကထောက်လျှောက်လိုက်နေပါသည်။ ထိုကြောက်ခရုကိုညင်ညာသောမှန်သားပြင်ပေါ်တင်ပြီးရေဖြန်းပေးပါကတဖြည်းဖြည်းချင်းရှုလျားပါသည်။ပြင်ပြခဲ့သောခပြပြသဏ္ဍန်ခရုကတော့အချိန်မှသာရပါသည်။ယခုကြောက်ခရုကတော့ရိုးရိုးရေဖြင့်ရှုလျားပါသည်။ဤသို့ဆိုစေထိုကြောက်ခရုရရှိလာပြီးသောအခါမြည်သည့်နေရာဘက်တွင်အတုံးဝင်သည်ကိုမသိကြ ခယုဆိုဒီမှာရေထဲတွင်လည်းနေတတ်ကြသဖြင့်ဇလုံးတစ်ခုထဲတွင်ရေထက်ကခယုကိုထည့်ထား၏အိမ်တို့အလဲလာသူများအားဘုသူဒ္ဓဖြစ်စေရန်ပြသပေး၏မြင်ကြရသူများကလည်းမြင်သာမြင်ကြရသည်ဘလိုနေရာမျိုးတွင်အသုံးဝင်သည်ကိုမသိကြတို့ဖြစ်၍တခုခုတော့အစွမ်းသိသည့်ရှိမှပဲဟုထင်ရှားပေုံနှင့်ပြေးကြရသည် ထိုအခါအချို့သောမျက်စိနာနေသူများကအဆိုပါကြောက်ခုစိန်သာသောရေကိုတောင်းပြီးမျက်စင်းဖြင့်ခတ်သူကခတ်ကြသည် တော်ပြီးတိုက်ဆိုင်လေသည်လားမစိုးနိုင်ပါမျက်စိနာနေသူများကမကြမီမှာပဲတက်တာပြောက်ခဲ့ကြသည်ထိုသတင်းကိုကြားရသောအခါဘိုက်အောင်ဘိုက်နာနေသူများကလည်းတောင်းတောက်ကြသည် ပျောက်ကင်းပြန်၏ဥပမောင်တို့မိသားစုမှာလည်းသူတို့ဤဂံဗီယာကြောက်ခူးကြောင်ယောဂပျောက်ကင်းသွားကြရသဖြင့်ဝမ်းသာနေကြရ၏ရွာထဲတွင်လည်းသူတို့မိသားစုကမျက်နှာပန်းလှနေကြ၏အချို့ကလည်းပြောကြ၏ဂံဗီယာပစ္စည်းဆိုတာနှက်ကြီးတယ်လူတိုင်းမရနိုင်ဘူးထိုစကားကိုပြန်ကြရတော့သူတို့မိသားစုမှာဝမ်းသာမဆုံးဖြစ်ကြရသည် ထိုစဉ်ခါကကျွန်ုပ်တို့ရွာမှာကမြို့ပြကြီးအုပ်ချုပ်မှုနဲ့အတန်အသင့်ကင်းကွာလျက်ရှိလျာဘိန်းစားတွေကလည်းအလွန်ပေါ်လာပါသည်အစကတော့အပျော်တမ်းဖြစ်ရှူကြသည်နောက်တော့မရှူဘဲမ နေနိုင်စွဲသည့်အခြေဖြစ်လာကြတော့သည်ဘိန်းစွဲလာတော့အခါဘိန်းစားတို့၏သဘာဝတိုင်းဘိန်းယူပြီးမိန်နေခြင်းသည်မိန်နေသည်ကအကြောင်းမဟုတ်ကြာတော့အလုပ်ပြအကင်ပြဖြစ်ပြီးစီးပွားရေးများပါချွတ်ချုံကြလာတော့သည် စီးပွားရေးချွတ်ချုံကြလာမှတဝေကတရားရပြီးဘိန်းပြချင်းကြတော့အခါဘိန်းကိုဖြတ်၍မရကြတော့ပါ ဘိန်းကလူကိုအနိုင်ယူသွားပြီဖြစ်တော်သည် ထိုအခါအချို့သောဘိန်းစားများကနမကြီးဖုန်ကြီးများစီလိုတွားကဖျက်သူကဖျက်ကြသည်ဖုန်ကြီးကတော့ဗားစင်းနေမှကိုသည်မဟုတ်လာသည်မဘိန်းစားများအားဘိန်းကိုဤနေမှစားပြီးမိသည့်အခါမှမရှူတော့မစားတော့ပါဟုတစ္ဆာဆိုခိုင်းပြီးတစ္ဆာရေတောက်ခိုင်းခြင်းများသာဖြစ်သည်သူကဲ့သို့တစ္ဆာဆိုတစ္ဆာရေတောက်ပြီးဘိန်းဖျက်ခဲ့ကြသူများတဲ့ကအချို့မှာလုံးလုံးလျားလျားပြတ်သွားကြ၏အချို့မှာပြန်ရှူမိပြီးယူသလိုနှမ်းသလိုမျိုးလဲရှိခဲ့ကြရသည်အချို့သောသူများကတော့ ော့ပြန်တော့ရှူ၏တိုးတော့ဘာမှမဖြစ်ကြသူများလည်းရှိပြီးသို့ဆိုသည်ယခုကြောက်ခွေဤစင်ရီမှာယောဂချုပ်ကိုပျောက်ကင်းချမ်းသာရရသည်ဟုသောသတင်းကမကြာမီတွင်မှာပဲတိမ်ပါလုံးပြန့်နှံ့သွားရလေတော့သည်ထိုအခါဘိန်းဆွဲနေသူအချို့ကသူတို့ဆွဲနေသောဘိန်းကိုလည်းပြတ်သွားအောင်ဆွမ်းဆောင်နိုင်ကောင်းဆွမ်းဆောင်နိုင်သည်ဟုအထင်ရှိကလာရောက်ပြီးတောင်းတောက်ကြသည်တိုးတော့ဘိန်းကတော့မပြတ်ပါထိုကဲ့သို့ဖြစ်နေစဉ်မောင်ချင်းညွန့်ဆိုသောဘိန်းသားတစ်ယောက်ကအကြံတစ်မျိုးပေါ်လာသည် ထိုအကြံမှာအဆိုပါကြောက်ခွေဝါစိန်ထားသော ောရင်းနဲ့တောက်၍မပြောက်ကင်းလျင်ပြုတ်ပြီးတောက်ရသောစေးဘက်ရာ၌ပုံမူအစွတ်ထွက်ကဘိမ့်ပြတ်နိုင်တို့ဖြစ်၍ကြောက်ခူအားပြုတ်တောက်ရန်အကြံဖြစ်ပေါ်လာခဲ့ရလေတော့သည် ကြောက်ခရူအားရေနွေးပြင်ပြုတ်သမီဆိုတော့ပိုင်ရှင်ဤရှိပင် ပြုတ်ပါကလက်ခံကြမိမဟုတ်တို့ဖြင့်ပိုင်ရှင်ဤကွယ်ရာတွင်ပြုတ်မိထိုအခါမိမိလက်ထဲငှားကြစိတ်ပေါ်လာအောင် ပိုင်ရှင်အားအလိုလိုက်အကြိုက်ဆောင်ကနှီးမျိုးမျိုးဖြင့်ငှားရလေတော့သည် ပိုင်ရှင်ကမငှားလိုပါတို့တော်လည်းမျက်နာပူလာပါသဖြင့်မငှားခြင်းငှားခြင်းနဲ့နောက်ဆုံးမှာတော့ငှားလိုက်ရလေတော့သည်မောင်ချင်းညွန်မှာမိမိအိမ်သို့ရောက်သောအခါလူများမသိစေရန်တိတ်တိတ်ပုံဖြင့်အဆိုပါကြောက်ခရူအားရေနွေးပြင်ပြုတ်လေတော့သည် အတွင်သားမှာစီအနှစ်များထွက်လာစ ေရန်ရေကိုသုံးခွက်တစ်ခွက်ကြံသည့်အထိပြုတ်သည်ပြုတ်ရပြီးသောအခါထိုရေကိုတောက်၏ထိုရေကိုတောက်လိုက်ပြီးသည်နှင့်ဘိန်းပြတ်မပြတ်တော့မသိရသည်ပိုက်ထဲတွင်ရှိနေသောဦးသိန်းဦးမများကတဖြည်းဖြည်းနာကျင်ကြိုက်ခဲလာကြတော့သည်မကြမီဝမ်းလျှောဝမ်းပြတ်ဖြစ်လာသည်ထိုများမကသည်အထက်လန်အောင်လျောသဘောမျိုးပါဖြစ်လာပါတော့သည် ပါဇက်ကလည်းစားထားသမျှပြန်အံထွက်သည်လူတကိုယ်လုံးမှာလည်းတဆက်ဆက်တုံလာပြီးအော်ခြင်းအော်ပြောခြင်းအပြောဖြစ်လာတော့သည်အိမ်သူအိမ်သားများကလည်းခြေမကိုင်းမိလက်မကိုင်းမိဖြစ်ကြရတော့သည်သူဖြင့်ဟိုလူခေါ်ဒီလူခေါ်ဖြင့်နောက်ဆုံးရွာတွင်ရှိနေသောတပ်ဘိတော်ဆရာကိုလည်းပင်ဖိတ်ကြရတော့သည်ဆေးဆရာကလည်းသူတက်ကြောသမျှစေပညာဖြင့်ရေကုန်ရေကန်းကုပါတော့လေယောဂဝေဒနာကတော့ဖြင့်မသက်သာပို့၍ပင်စိုးလာတော့သည် သူ့ဖြစ်စဉ်ကိုမေးမြန်းကြည့်တော့ကာယကံရှင်ကတော့ဘာမှမဖြေနိုင်။မြက်ကလူးဆံပြဖြစ်ကခရောင်ကလန်းရှောက်အော်ယုံမတပါအခြားဘာမှမေး၍မရ။အိန္ဒူအိန္ဒားများကတော့ထိုးကြောက်ခွေကြီးကိုရေနွေးပြင်ပြုတ်နေကြောင်းထိုးကြောက်ခွေပြုတ်ရေကိုတောက်တည်ဟုထင်ရကြောင်းပြောဆိုရှင်းပြကြလေသည်။ ်ဝေဒနာတဲ့ကာယကံရှင်မှာလည်းသတိတရချက်မရတချက်ဖြင့်အော်ဟစ်နေလေသည်အမလီကြောက်ပါပြီဗျနောက်မပြုတ်တော့ပါဘူးမသိလို့ပါဗျထိုကဲ့သို့အော်ဟစ်နေလေရာအနီးနားရှိလူများကဂမ်ဘီယာကြောက်ခွေးကိုအဆောက်ရှောက်ကြီးကသူအားရိုက်နှက်ဆုံးမနေဟန်သူကြောင့်ပြောဆိုဝေဖန်ကြလေသည်ဖြစ်နိုင်ပါသည်ဝေဒနာတဲ့ချစ်ညိုမှာလည်းတစ်ခါတည်းထွက်ပြေးရန်စူးစမ်းနေပုံရသည်သို့တော့ခန္ဓာကိုယ်ကပြော့ပြော့လေးသာရှိတော်သဖြင့်ဘယ်မှထပြီးမပြေးနိုင်တစ်ခါတည်းဘယ်ညာလူလေးဖြင့်အော်မလေးဗျာတေးပါဗျာမရိုက်ပါတော့ ော်နေပြဟုအိုဟစ်ကဝေဒနာကို ပြင်းထန်စွာခံစားနေရသည်ထိုအခါအနီးတွင် ရှိနေကြသူများကကဲငါမပြောလားအဲ့ဒီကြောက်ခွေရဲ့အဆောင်ချောက်ကသူ့ကိုကောင်းကောင်းကြီးရိုက်နဲ့ဆုံးမနေပြီဆိုတာဟုပြောသူကပြောကြသည် ထိုအခါတက်ကြီးဝါကြီးများကမိမိတို့တက်တလောက်မှတ်တလောက်ဖြင့်ပြောဆိုကတောင်းပန်ပေးကြ၏ပြောဆိုတောင်းပန်ပေးနေတော့လေယောဂဝေဒနာကတော့ဖြင့်တက်တာ၍မလားပါတိုက်ကျူးသည်များစေးများမှလည်းပြန်အံ့ထွက်နေရသည် ဒီလိုနဲ့ဂမ်ဘီယာကြောက်ခီရီကိုရင်းနှွေးဖြင့်ပြုတ်တော့မိခဲ့သောချင်းညော်မှာတညာလုံးဆိုသလိုသတိရလိုက်မရလိုက်နဲ့ဟိုအော်ဒီယိုအော်ရင်နောက်နေ့မိုးလင်းသည်နဲ့အသက်သေဆုံးခဲ့ရပါလေတော့သည် ကျဲရခဲ့ရသောမိသားစုများမှာတော့လူလုံးမလားအပူလုံးကြွားပြီးငူရဲဝင်ခဲ့ကြရုံမှတပါအခြားဘာမှမတတ်နိုင်တော့ပါထိုကြောက်ခွေကိုငှားပစ်လိုက်သောပန်ရှင်ကိုလည်းတွားပြီးအပြစ်မတင်ရပါပန်ရှင်နေဖြင့်လည်းချင်းညို့တရားကိုထိုးခဲ့သူရေနွေးဖြင့်ပြုတ်မိပန်းသိရပါကငှားပစ်ခဲ့မည်မဟုတ်ချင်းညို့အနေဖြင့်လည်းထိုးခဲ့သူပြုတ်လိုက်ပါကယခုကဲ့သို့အသက်ဆုံးရှုံးရသည်ထိဖြစ်လာမည်ကိုမသိ၍ပြုတ်မိခြင်းသာဖြစ်သည်နောက်ဆုံးမှာတော့ကံတရားကိုသာရုံးမွယ်ဖွဲ့ပြီးဖြည့်သိမ့်ကြရပါလိမ့်တော်သည်ကြောက်ခွေပန်ရှင်ဥဝမောင်မှာလည်းချင်းညို့အားခဏငှား ားပေးလိုက်တော့သူ့ဤကြောက်ကူမှာချင်းညို့အတွက်စိတ်မဖြစ်ပဲဘေးဖြစ်သွားခြင်းပေါ်များစွာမှယူကျုံမရဖြစ်ခဲ့ရပါတော့သည်ကြောက်ကူပိုင်ရှင်ကသူ့ဤခရုကိုတွပြန်ယူပြီးနေအိမ်သို့ရောက်လာတော့ကညီညာသောမှန်သားပြပေါ်တို့တင်ပြီးရှေးများဖြင့်ဖြတ်ပလေကရခိုင်ကတွွွွွွဖြင့်တွားနေတတ်သောကြောက်ကူကြီးကတော့မရွှေတော့ပါ ကျောက်ခရူပိုင်ရှင်ကရင်းနှွေးဖြင့်အပြုတ်ခံလိုက်ရကြောင်းသိပါသဖြင့်ထိုကဲ့သို့ဆက်သက်ခြင်းသာဖြစ်ပါသည်။ထင်သာသည့်အတိုင်းပင်အသက်ရှိခဲ့သောကျောက်ခရူကြီးကယခုခါအသက်မရှိတော့ပါ။မိသူ့အိုမြလည်းတွားပြီးအပြစ်တင်ကမပြောလို့တော့ပါ။ရင်းနှွေးဖြင့်ပြုတ်သူလူသားရော အပြုတ်ခံရသောကျောက်ခရူပါသေပွဲဝင်ခဲ့ရပြီးဖြစ်တော်သည်။ ဥပမောင်မှာထိုကံပြီးကကြောက်ဖြူကြီးကိုဆက်ပြီးတိန်းနာပါသေးသည်သူကိုယ်တိုင်မှာတော့မောင်ချင်းညွန့်လိုပြည့်ထန်သောဝေဒနာများကိုခံစားရပြီးချက်ချင်းလည်းငယ်မသေးခဲ့သည့်တိုင်နာရရှိယောဂါဆွဲကပ်ပြီးတစ်နှစ်ကျော်လောက်ကြာတွင်သေဆုံးခဲ့ရပြန်ပါသည် နာရရှိယောဂါဆွဲကပ်နေစဉ်ဘာမှမလုပ်နိုင်မကင်နိုင်၍စီးစဉ်ဥစ္စာများဆုံရှုံခဲ့ရပါသည်ဥပမောင်သေဆုံးပြီးသောအခါချက်ရိတ်ခဲ့သူမိသားစုများကအဆိုပါကြောက်ဖြူကြီးအားသူရောက်မလာမီကမဖြစ်ခဲ့ကြသူရောက်လာမှပြည့်တနာမျိုးစုံတက်ရသည်ဟုဆိုကမြစ်အတွင်းသို့ ွားပစ်ချလိုက်ကြတော့သည်သို့ဖြင့်ဂမ်ဘီယာကြောက်ခွေကြီးဘဝနီကုံကဒီလိုနဲ့အဆုံးသတ်ခဲ့ရပါသည်ထိုဂမ်ဘီယာကြောက်ခွေကြီးဘဝအဆုံးသတ်ခဲ့တော့လေကျန်ရစ်ခဲ့ရသောကျွန်ုပ်တို့မှာတော့သင်္ကန်းစာယူစရာများဖြင့်ကျန်ရစ်ခဲ့ရပါသည်ထိုသင်္ကန်းစာမှာဂမ်ဘီယာပစ္စည်းဟူသည်တုံးတက်လျင်ဆင်းဖြစ်ပြီးမတုံးတက်လျင်ဘေးဖြစ်တတ်သည်ကိုဆိုခြင်းမှာမိမိကမတုံးတက်လျင်တုံးတက်သူများထံစီးပူးလေလာပြီးမှသူ့နေရာနဲ့သူအတုံးချတယ်မှာသည်အတုံးမှလည်းမိတ်ဆွေ ဖြစ်လာနိုင်ပြီးအတုံးမှလည်းရန်သူဖြစ်လာနိုင်ကြောင် ်ဆင်ခြင်စရာအဖြစ်ရေးသားတင်ပြလိုက်ရပါကြောင်းဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုတွေ့ပါရစေရှင်